ဒီတစ်ပတ်7ရက်9လ2025မှဒီ19ရက်9လ2025တပတ်သာကံကြမ္မာများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်မင်္ဂလာပါဗျာဆရာကြီးမြန်မာပြည်ပါကျွေးညာမီမိသားစုမှကျူတူပါတယ်ဗျာဒီတစ်ပတ်7ရက်9လ2025မှဒီ19ရက်9လ2025တပတ်သာကံကြမ္မာများကိုတင်ပြပေးသွားမှာဖြစ်ပါတယ် အဲ့ဒီဒီတပတ်စာအတွင်းမှာထူးခြားတာတော့တင်းတင်းငွေနေလည်းဖြစ်ပါတယ်ကဆုံလာပြီနေလည်းဖြစ်ပါတယ်ဗျာအဲ့ဒါအဲ့ဒီလေတွေကတိုက်တိုင်တာဖြစ်တဲ့အတွက်ထူးထူးခြားခြားလေးနေ့တွေဖြစ်တဲ့အတွက်ကဆုံလာပြီနေရဲ့အထူးရေတရားများကိုလည်းတင်ပြပေးသွားမှာဖြစ်ပါတယ်နော်အဲ့ဒါကြောင့်အဲ17ရက်5လ2025မှာဒီ19ရက်5လ2025တပတ်စာကံကြမ္မာများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဗျာအဲ့ဒီဒီတပတ်အတွင်းမှာတော့ ဥယျာဉ်လောက်ကိုင်းတဲ့ပတ်သက်တမှာကိုယ်ကိုယ်ဝင်ကိုမိသားစုကယာယီထင့်ငော်လွဲချော်နေတတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာအကိုယ်ဝင်ပန်နေရလားဆိုနေရတယ်တကယ်နေရလားဆိုမနေရဘူးအပေါ်မန္တလေးဆိုလမ်းပြင်မှာထွက်အိမ်နေရလဲရန်ကုန်လဲလှုပ်လို့ဆိုပြီးအပြင်မှာထွက်အိမ်အဲဆိုကိုယ်ကိုယ်ဝင်ကိုမိသားစုကိုယ်လုံငန်းမှာအဲကိုယ်ဝင်တော့ကိုယ်ဝင်ပဲကိုယ်ဝင်မှာနေတိုင်းခွင့်မရှိဘူးကိုယ်ဝင်မှာကိုမိသားစုတို့မိသားစုပဲမိသားစုချင်းလဲတိတ်အစင်မပြေတတ်ဘူးအဲအိမ်နေပါသည်ပြည့်စည်သွားတဲ့လူကလည်းအိမ်ဆောက်ပေးမယ်လူရှိတယ်ဆောက်ပြီလားဆိုလဲမပြီးသေးဘူး အဲ့ဒီမျိုးအီလေရေဖြစ်တတ်ပြီးယာယီလွဲကြုံနေတဲ့ကာလမျိုးတွေဖြစ်ပါတယ်။ဒါကြောင့်အိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့အစီအမီပြရတဲ့ပုံကူအားလုံးတို့ကြီးဒီတစ်ပတ်အတွင်းမှာတော့ခင်ဗျမာလကာရွက်ကလေးတွေရှိတယ်ဗျ။ဒါမှမဟုတ်ဘောသကိုင်းမင်းကဘောသကိုင်းရွက်ကလေးတွေအဲ့ဒီရွက်ကလေးတွေရတော့ကိုခုဒကိုင်းလေးဒကိုင်းလောက်ခုခုပြီးယာဦးတော့အနောက်မြောက်တော့လှက်အတင်းမာလကာရွက်ကလေးရဲ့တွေ့ရလောက်ကိုင်းမျိုးအတင်းမာလကာရွက်ကလေးရဲ့ကျွန်တော်တို့လေအိမ်ဆောက်ချင်တာ အင်းအားအလုပ်ကံမရှိဘူးအင်းနဲ့ပတ်သက်တာအဆင်မပြေဘူးအဲ့ကိစ္စလေးတွေပြေးကျင်လိုက်တာဗျာကျွန်တော်ပြေးအောင်အမြန်ဆုံးကူညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းရာဦးတော်နောက်မြောက်တော်လှည့်ပြီးမာလာကရွက်ကလေးကိုကိုင်းပြီးဆူတောင်းမလားဘောစကိုင်းရွက်ကလေးကိုကိုင်းပြီးတော့ဆူတောင်းမလားတကယ်လို့များအကြောင်းတစ်ခုနဲ့မာလာကရွက်တို့ဘောစကိုင်းရွက်တို့မရှိဘူးလို့ဆိုပါသူဗျာကျွန်တော်အားဒါမခင်ဗျအိမ်မှာရှိတဲ့ပကံများဇလုံးမရအောင်တော့ပကံအပြား ကံများဆိုပြီးတာပါဗျာပကံများလေးကင်ပြီးတော့ဒါဆူတောင်းလိုက်ဆမ်းပါခင်ဗျာပိတ်ဆိုနေတဲ့အိုးရင်လောက်ကိုင်းနေပတ်သက်တဲ့ကိစ္စများဒီတစ်ပတ်အတွင်းမှာအဆင်ပြေပြီမပြေနောက်တစ်ပတ်အတွင်းအဆင်ပြေဘလို့အကြောင်းပြပြ15ရက်ကျော်ရင်တော့ခင်ဗျာကျွန်တော်တို့ဒီပြောထားတဲ့အိုးရင်လောက်ကိုင်းအဆင်ပြေခြင်းမပြေခြင်းဆိုတဲ့ကိစ္စတွေအားလုံးက15ရက်ကျော်ရင်ပြေးပြီဘာဖြစ်လို့လို့ဆိုတော့ဒီ15ရက်အတွင်းမှာအိုးရင်လောက်ကိုင်းနေပတ်သက်တဲ့မှာယာယီလွဲချောနေတယ်စစ်မရေးရနေပတ်သက်တဲ့အိန္ဒိယပါကစ္စတန်ကုပြဿနာတက်ပြီးငါတရုတ်နဲ့အဲ့ဒါဟိုအမေရိကန် အကုန်သေးစေပွဲကြီးဖြစ်တယ်အလုတ်ကအလုတ်လက်မဲ့ကြီးဖြစ်တယ်နော်အဲ့ဒါဖြစ်နေတာအာဂျန်တဲ့နိုင်ငံတွေလည်းအများယူကရိန်းနဲ့ဟာလားရုရှားအဲ့ဒီလိုပဲအိုးရေလောက်ကင်ပြသီးတည်သောကိစ္စများဒီချိန်မှာပေါ်တတ်သည်သို့တော်ငါးလပိုင်း15ရဲ့ဂျိုးသွားရင်တော့အဲ့ဒီသားတွေနဲ့ပတ်သက်တဲ့ကိစ္စမှာတော်တော်များများငြိမ်းသွားပြီပြက်နေတာတော့ပြက်နေတယ်ဒါပေမဲ့ပြက်တော့ပြက်တာကိုခံလာသေးတယ် ဲ့ဒါမျိုးဖြစ်တာဒါကြောင့်အိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့အစီအမံပြည်ကြတဲ့ပုံကအားလုံးတို့ဒီခမရာဥတော်အောင်မြောက်တော်လဲပြီးတော့အိမ်မှာရှိတဲ့ပကံများလေးဒါမှမဟုတ်ဘောသကိုင်းမင်းကဘောသကိုင်းဂိုင်းလေးတစ်ဂိုင်းတော့ဒါမှမဟုတ်မင်္ဂလာပင်ကမင်္ဂလာယောဂလိတွေလောက်ဂိုင်းတွေချင်းဖြင့်တင်းတို့မှာပိတ်ဆို့နေတဲ့အိုးရင်လောက်ကိုင်းများအများဆုံးပွင့်လန်းမိဖြစ်ပါကြောင်းလေးလေးသာသာချွေးညာမိမိသားစုကတင်းပြနေတာဖြစ်ပါတယ်ဗျာမန်းနီလက်ထဲမှာပတ်သက်နေပတ်သက်နေမှာလက်ထဲရောက်ပြောက်လက်ထဲရောက်ပြောက်လက်ထဲမရှိရင်ဝင်ရောဝင်ကုန်ရော အဲ့လိုမျိုးတွေဖြစ်တတ်တဲ့ကာလမျိုးပြည်တဲ့ငွေကြီးနဲ့ပတ်သက်တယ်မှာလက်ထက်မှာမမြဲတတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာအဲ့လိုမမြဲတတ်တဲ့ကာလမျိုးတွေဖြစ်နေတဲ့ဖြစ်တဲ့အတွက်လက်ထက်မှာငွေကြီးနဲ့ပတ်သက်တဲ့အစင်မပြေရတဲ့လူတွေမြဲခြင်းနဲ့ပုံကူများအားလုံးတို့ဒီတရက်ပင်ရတရက်ရွက်ဓမ္မမုံတရက်တိလေးတလုံးအကိုင်းတင်းနေအရှိအရာကိုလှည့်ကိုင်းပြီးမှဆူတောင်းအတင်တရက်ရွက်ကလေးရဲ့အာတင်တရက်တိလေးရဲ့ကျွန်တော်လေးငွေကြီးနဲ့ပတ်သက်တဲ့ခိကြလေးလိုးနေတယ်ကျွန်တော်လိုချင်တာဘလောက်ကျွန်တော်မှငွေကြီးပိတ်နေပြီ ိတ်တဲ့ငွေကြီးတွေပွင့်နေတာကျွန်တော်လိုချင်တဲ့ငွေကြီးများဘလောက်ဘလောက်အိုက်ကီလာတွေပွင့်လန်းအောင်အများဆုံးကူညီချောင်းစောပါဆိုတဲ့အကြောင်းတနေ့လားအရှိအရာကိုလှဲ့တည့်ရပင်ရတည့်ရကလေးကိုင်းဓမ္မမုံတည့်ရပင်ရတည့်ရတီးလေးကိုကိုင်းပြီးမှစူတောင်းစူတောင်းအမယ်ချိန်6ချိန်စစ်6ချိန်တီးတီးဖြစ်ပါတယ်ဗျာအဲစူတောင်းပြီးတဲ့အချိန်ရဲ့နေချင်းမှာအဆင်ပြေရင်ပြေဓမ္မမုံ၂ရက်အတွင်းနောက်ကြရင်တော့9ရက်အတွင်းအဆင်ပြေမီဖြစ်ပါကြောင်းငွေကြီးနဲ့ပတ်သက်တဲ့အခက်အခဲပုံကူများအားလုံးတို့ဒီတည့်ပင်ရတည့်ရရဓမ္မမုံတည့်ရတီးတလုံး တနင်္လာအရှိအရာကိုကိုင်းပြီးတော့6ကြိမ်တိတိစူတောင်းခြင်းဖြင့်ငွေကြီးများအများဆုံးပွန်းလန်းသွားမှာဖြစ်ပါတယ်ဒီကြိမ်မှာဆက်သီသေးသေးဆန်သာတိုက်ထဲမှာရောက်နေတော့ဝင့်နေတယ်သို့တော့ကူလက်ရှိရှိနေတဲ့ကူလို့ကျွန်တော်ပြောနေတဲ့အချိန်မှာဘေးအကြီးနေတော့ယာယီအစဉ်ပြေးနေသလိုအောင်မြင်နေသလိုပေါ့ဗျာတကယ်တည်းကြောင့်အောင်မြင်တာမဟုတ်ပါဘူးအမောင်မြင်ပါဘူးလက်ထဲမှာငွေကြီးနဲ့ပြတ်ပြီးတော့ခင်ဗျာလူကတော့ခင်ဗျာဟိုပါပူပဆိုးကြီးနဲ့ဘောက်ကအပေါင်ကတော့ဒေးစီချောင်းကြီးနဲ့ဆိုတဲ့ဟာမျိုးဖြစ်နေတာဆက်စီသေးသေးဆန်သာဈေးတွေတက် တက်လေဝယ်တဲ့လူရှိလားဆိုမွေးလှုပ်လာဆိုမလှုပ်ဘူးစစ်နဲ့ပတ်သက်တဲ့ဆက်နဲ့ပတ်သက်တဲ့ကိစ္စတွေခမရရွှေကောင်းမြောင်မြောင်ဝင်းအောင်ဖြစ်နေတာပါဆက်စီစီစဲဆန်စားနဲ့ပတ်သက်တဲ့ကိစ္စလေးတွေဒီအချိန်မှာအကြောင်းတစ်ခုနဲ့ပတ်သက်တဲ့အိမ်မှာဆန်းနေအဆင်မပြေဘူးလားစစ်မရေရာတွေကြောက်တယ်လားနော်ဆက်ပစ္စည်းတွေဝယ်ကျင်တာလားအဲဝယ်ကျင်တော့ခမရလက်ဘက်တုပ်ကလေးကိုခမရအင်္ကာတော့အရှိတောင်တောင်လှဲ့တုပ်တုပ်ပြီးမှအဲအင်္ကာတော့အရှိတောင်တောင်လှဲ့ပြီးမှဆူတော့ စုတော့မှတယောက်ကိုယူလိုက်သမှာဗျာခမဖြစ်ပေါ်နေတဲ့စက်စီသေးသေးစံစားကိစ္စများအမြန်ဆုံးပွင့်မယ်စိတ်တည်ညစ်နေရလားအဆန်မရှိဘူးလားစီမရှိဘူးလားစက်ပစ္စည်းတွေဝေချင်တာလားဆိုင်ငယ်ဝေဝေချင်တာလားခမအင်္ဂါတော့အရှိတောင်တောင်းကိုခမအဲ့လက်ပတ်တုပ်ကလေးကိုတုပ်ပြီးကမှစုတော့ပြီးမှခမအဲ့မှာတစုံတယောက်တော့ကုသလို့လို့သမှာဗျာစုတော့ပြီးတဲ့အချိန်ရဲ့မြန်ရင်နှစ်နာရီနောက်ကြရင်၃ရက်ဒီတဲ့နောက်ကြရင်တော့ဆေးရအတွင်းမှာခမမှာစိတ်ချမ်းသာပျော်ရွှင်နေခမစုတော့တဲ့ကိစ္စများအများဆုံးပွင့်လန်းပြီဖြစ်ပါကြောင်း ွေညာမိမိသားသူကအထမှန်ပြီးတော့တင်ပြနေတာဖြစ်ပါတယ်ဗျာကိုနဲ့နိနေသက်သက်တေးလူယောက်ျားလူယောက်ျားတွေကိုရဒီသားမဟုတ်တဲ့တခြားရည်ရဒီသားကိုသွားတယ်ယာယီသွားရတဲ့ကာလမျိုးဖြစ်ပါတယ်အသွားလာအစဉ်ပြေးလားဆိုပြီးပါတယ်တကယ်ပြေးလာလားဆိုလည်းမပြေးဘူးအိုးရင်လောက်ကိုင်းနေပါတယ်ပူပင်တော့ကရင်းနဲ့ထွက်နေရတာဖြစ်ပါတယ်သွားတာသွားနေရတာနောက်ဆန်တင်ငင်းနေနောက်လှည့်ကြည့်သွားနေရတဲ့ကာလမျိုးတွေဖြစ်ပါတယ်ကိုရကုတီသားမှာနေရင်အိုးရင်လောက်ကိုင်းနေပါတယ်ပြည့်စည်သည်တော့ကိုရင်လောက်ကိုင်းနေပါတယ်ပြည့်တနာဖြစ်သည်တော့ ိုးရင်လောက်ကိုင်းတဲ့ပူပင်သောကကိုဖြစ်စေတဲ့ကိစ္စပြီးပြီကိုရဒီတာမဟုတ်တဲ့တခြားအရာဒီတာမှာတော့အောင်မြင်ကြကြတတ်တယ်ကိုရကိုဒီတာမှာတော့ဒီချင်းသုံးနဲ့တည်တတ်တဲ့ကာလမျိုးတွေဖြစ်ပါလေလူယောက်ျားတွေအဖန်စီတွေအချုံနောင်တွေအာခမဘုံကျဲလို့အိတ်နေသေးအငုတ်တို့ထိုင်းနေတို့ဘုရားချင်းကုန်းနေသေးအဲ့ဒါမျိုးတွေလည်းဖြစ်တတ်ပါလေဗျာအဲ့ဒါကြောင့်လူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စမှာအဆင်မပြေဖြစ်နေတာဖြစ်တဲ့အတွက်မိမိလက်ထက်မှာရှိတဲ့ပတ်စံတွေကိုကိုင်းပတ်စံတော့တရားတော်90တန်းနဲ့မဆိုင်ဘူးကိုင်းနေတာကိုင်းကိုင်းပြီးတောက်ကြအမြောက်ရကိုလှဲ့လှဲ့ပြီးမှဆုတော် အသိပ္ပံလေးကျွန်တော်ကျမကြီးလူမျိုးတွေအစဉ်ပြေးခြင်းနဲ့အာကျွန်တော်အန်တီဒီဖြစ်မှာကြောက်တယ်အသက်အန္တရာယ်နဲ့ပတ်သက်တဲ့ကိစ္စတွေကြောက်တယ်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေကြောက်တယ်ပြဿနာတွေကြောက်တယ်အဖမ်းသီးချုံနှောင်တွေကြောက်တယ်အဲ့ကိစ္စတွေနဲ့ဝေးအောင်ကျွန်တော်အသိပ္ပံလေးကအကူကြီးစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းပဒံလေးကိုကိုင်းတောက်ကြမြောက်ရကိုလှဲ့ပြီးစူတောင်းမယ်ဆိုရင်လူယောက်ျားတွေနဲ့ပတ်သက်တဲ့ဖြစ်ပေါ်နေတဲ့ပြဿနာရွှေတွေနဲ့ပတ်သက်တဲ့ဖြစ်ပေါ်နေတဲ့ပြဿနာအလူဒါတန်းတွေနဲ့ပတ်သက်တဲ့ဖြစ်ပေါ်နေတဲ့ပြဿနာများ အမြန်ဆုံးညှင်းညမ်းသွားမှာဖြစ်ပါတယ်ဗျာနော်အဲ့ဒါကိုနေနေနေဆက်တဲ့မင်းအမင်းနဲ့ပတ်သက်တဲ့ကိစ္စမှာငွေကြီးနဲ့ပတ်သက်တဲ့ပြဿနာတွေတက်မှုငွေကြီးနဲ့ပတ်သက်တဲ့အလေးစုံစားလုပ်မှုအိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့ပျက်စီးစေမှုအိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့လွဲတချောစီမံခန့်ခွဲမှုအားနည်းနေတာဖြစ်တဲ့အတွက်တွေးသိမြလူတန်းရမင်းနေနဲ့ပတ်သက်တဲ့ကိစ္စမှာဟိုပေါ့ဟိုပြည်တင်ရှုပ်ကြဝေယံမှုတွေခံနေရတယ်မင်းလူတတ်မှတ်ထားတဲ့လူတွေကတော့ကောင်းရင်လည်းကောင်းလို့မလို့ဝေဖန်ခံရတယ်စိုးရင်လည်းစိုးလို့မလို့ ဒီအချိန်မှာမင်းဖြစ်ရတာမကောင်းဘူးဗျမင်းနဲ့ပတ်သက်တဲ့မှာဝေဖန်ချုပ်ချမှုတွေခံနေရတာဖြစ်ပါတယ်ဒါကြောင့်မင်းနေနဲ့ပတ်သက်တဲ့ကိစ္စလေးတွေစီပြင်းကြာသာပတိအနောက်ရောက်ကိုလှည့်အာလူယော်လေးကိုစားပြီးပါဆူတာအတင်အာလူကျော်လေးအကျွန်တော်မင်းနဲ့ပတ်သက်တဲ့ကိစ္စလေးလုံးမမြေရနဲ့ပတ်သက်တဲ့လုံးမအပြောင်းအချွေရာထူးတွေလုံးလုံးပဲကလေးတွေကဆမ်မွေတွေဖြီးမယ်ဆမ်မွေအကြောင်းတွေပြန်ပြီးတော့ထားတော့မှအဲ့ကိစ္စတွေနဲ့ပတ်သက်လို့အဆင်ပြေခြင်းနဲ့အမြန်ဆုံးအဆင်ပြေအောင်ကုညီစောင့်ချောက်တော်မူပါဆိုတဲ့အကြောင်း အာလူကျော်လေးကကျသာပတိအနောက်ရက်ကိုလှည့်ပြီးစပြီးဆူတောင်းမယ်ဆိုရင်မင်းနဲ့ပတ်သက်လို့ပညာရေးနဲ့ပတ်သက်လို့ကိစ္စလေးတွေများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ရွှေချာမီမိသားစုကတခုချင်းတခုချင်းကိုရေရာလေးတွေလွယ်လွယ်လေးတွေပြီးနေတာဖြစ်ပါတယ်ဘာဖြစ်လို့ဒီချိန်မှာလူမှုရေးကျန်းမာရေးစီးပွားရေးအဆင်မပြေတဲ့အခါမှာရောက်တဲ့နေရာမှာရောက်တဲ့ပစ္စည်းလေးတွေနဲ့အဆင်ပြေနေအောင်ကျွန်တော်တို့ရွှေချာမီမိသားစုကခုနှစ်အသာသမီးနဲ့ပတ်သက်မှာအလွယ်ဆုံးအထီးရောက်ဆုံးအဆင်ပြေဆုံး ရေဒီယာလေးတွေပြီးနေတာဖြစ်ပါတယ်လွယ်လွယ်လေးတွေပြီးလို့ဟာလွယ်လိုက်တာလို့အထင်မသိပါနဲ့တော်တော်ကိုကောင်းပါတယ်တော်တော်ကိုကောင်းပါတယ်ခင်ဗျခက်ခက်ခဲခဲရေဒီယာပြီးရင်မလုတ်ဖြစ်ဘူးမလုတ်ပြင်အစင်မပြေမှာကြောက်လို့ကျွန်တော်တို့လွယ်လွယ်လေးတွေပြီးနေတာဖြစ်ပါတယ်ဗျာနော်အလားကိုသွားတဲ့ခီကိုပြောတဲ့စကားအမှန်သွားကျင်လို့သွားခွင့်ပြောကျင်လို့ပြောခွင့်ရပြီဒီချိန်မှာခီစကားနဲ့ပတ်သက်တဲ့ကိစ္စမှာယာယီပွန်းလန်းနေတာဖြစ်ပါတယ်ဒါခီစကားနဲ့ပတ်သက်လို့အပွန်းလန်းနေတာဖြစ်တဲ့အတွက်ခီစကားနဲ့ပတ်သက်ကိုသွားကျင်လို့သွားခွင့်ပြောကျင်လို့ပြောခွင့် လာခြင်းတလူလာခွင့်မရှိဘူးဆိုတဲ့ပုံကူများဗုဒ္ဓတောင်ရက်ကိုလက်မျက်နှာလေးတက်ပိတ်နေတဲ့ကိစ္စပေါ်မှာသွားတယ်လာတယ်လမ်းကြောင်းဒီမှာပွင့်သွားအောင်လို့မျက်နှာတည့်ရင်ဗုဒ္ဓတောင်ရက်ကိုလက်ပြီးမျက်နှာတည့်ချင်းဖြင့်တင်းတို့မှာခီးစကားတွေနဲ့ပတ်သက်တဲ့ကိစ္စမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်မျက်နှာပြည့်တဲ့အချိန်လေးမှာကျွန်တော်ရန်ကုန်သွားမယ်ဗျာဘယ်နည်းကိုသွားခြင်းနဲ့သွားတဲ့ခီးတွေအဆင်ပြေခြင်းနဲ့ကျွန်တော်ဘယ်သူနဲ့အဆက်အသွယ်တွေလိုခြင်းနဲ့အဲ့ဒီဆွေတဲ့တွေရခြင်းနဲ့ကျွန်တော်လွဲချုံနေတဲ့ကိစ္စတွေအများဆုံးတည့်ခြင်းနဲ့ဗျာမင်္ဂလာရှိသောတန်များကြားခြင်းနဲ့ ဒါကြောင့်အမြန်ဆုံးအစဉ်ပြေအောင်ကုညီစောင့်ချော့တော်မူပါဆိုတဲ့အကြောင်းဗုဒ္ဓတောင်ရပ်ဘူးလက်ပြီးမျက်နှာတိချင်းဖြင့်လွဲကျော်နေသောခီးစကားများအမြန်ဆုံးတက်ရောက်သွားမှာဖြစ်ပါတယ်။တချက်နောက်ကိုနဲ့နိနေသက်တဲ့အစုအဖွဲ့အုပ်စုနိုင်ငံရေးတွေနဲ့ပတ်သက်တဲ့မှာအကူအညီပေးတယ်။ဒါမှမဟုတ်ပြဿနာရှာတယ်။အာပြည်နယ်တွေအားကောင်းတယ်။တိုင်းတွေအားမကောင်းဘူး။တိုင်းတွေအားကောင်းတယ်နေပြီးတော့အားမကောင်းဘူး။နေပြီးတော့အားမကောင်းဘူး။အာမြန်မာနိုင်ငံအားကောင်းတယ်။မြန်မာနိုင်ငံအားမကောင်းရင်တော့အကုန်လုံးအားမကောင်းတော့တာဖြစ်တာ။ အဲ့ဒီလူတွေရိုးရာတွေပေါ်မှာဒိုးရာကျော်မှာဖြစ်ပါတယ်ဒီအချိန်မှာလူတွေနဲ့ပတ်သက်တာအဆုလိုက်ပြုံးလိုက်ပြဿနာတွေတက်တယ်သေခြင်းသုံးနဲ့သေးတယ်အိုးရင်လောက်ကနေပတ်သက်တဲ့မှာယာယီပြည့်စုံမှုတွေဖြစ်တယ်ကုတိုက်ကြီးခဏနေပြုတ်သွားရှိတော့လက်ထက်မှာငွေရအပြည့်ခဏနေတပြားမှမကြမ်းတော့ဒီအချိန်မှာဘဝနဲ့ပတ်သက်တဲ့မှာပြုပြင်ပြောင်းလဲမှုတွေမိမိမထင်မှတ်တဲ့ကိစ္စတွေအကုန်လုံးကြုံတွေ့နေရဖြစ်ပါတယ်ဟာပတ်သက်နေအများကြီးရတယ်ခုစားရကုန်မရှိဘူးနေရတိုက်ကြီးပေါ်လဲလမ်းပိတ်ဆင်းအိမ်နေရတယ်အဲ့ဒါမျိုးတွေဖြစ်နေအောင်နေတာရိုးရာတွေပြက်နေတာဖြစ်ပါတယ် ရိုးရဖို့မှဒူရကြောမမေတဲ့ဘာလို့သာသနာ2500ကျော်တော့ဖះသာသနာကုံလို့တခြားသာသနာရောက်နေမကောင်းသူပဲကောင်းသူကဲမဲ့ကာလကိုရောက်နေတာဖြစ်ပါတယ်ဒီမကောင်းသူကဲကောင်းသူဆိုတော့ခုအချိန်မှာကောင်းတဲ့လူတွေကိုသေးပြီးတော့မကောင်းတဲ့လူတွေကြံတဲ့ကာလဖြစ်ပါတယ်ဘာဖြစ်လို့လို့ဆိုတော့အဲ့ကောင်းတဲ့လူတွေမြန်မြန်သေးတိုက်ထဲကိုရောက်တိုက်ထဲကနေပြီးတော့သူတို့ပြန်လဲအမြင့်တွေပြီးလူဘောက်ကိုပြန်ရောက်တဲ့အခါမှာကောင်းတဲ့ခက်ကိုရောက်အောင်လို့ခုတွေရတဲ့လူတွေကိုကောင်းတဲ့လူတွေသေးချင်းသူနဲ့တေးအောင်လို့အဲ့ခမရအဲ့ထားပြီးတော့တိုက်ထဲကိုပြန်ထက် ထက်ပြီးတိုက်ထဲရမှာတစင်ခမလူဘွားကိုပြန်ရောက်ပြီးကောင်းတဲ့ခင်မှာပြန်လေတိဆောက်ဟိကာလာတွေလှုပ်ဖို့အတွက်ဒီလူတွေကိုတေချင်းသွင်းနဲ့တရားလုံနေတာမမြင်ရတဲ့အတည်းလုံနေတာဖြစ်ပါတယ်ကျွန်တော်တို့ကြီးတဲ့လူတွေဘာလို့မသေးတော့ဆိုတော့သူတို့သေသွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကသူတို့ပြန်လေတိဆောက်ဟိကာလာတွေပြန်ရောက်လာတဲ့အချိန်ထိကျွန်တော်တို့ကဟိုထောက်တွေလိုမီးနေရတဲ့ပုံစံတွေပါတကယ်လို့じゃကျွန်တော်တို့လည်းတော်တော်တနာစရာကောင်းပါတယ်တက်တဲ့ပုံစံတွေကတီးတီးသွားတဲ့အခါကျွန်တော်တို့လည်းသွားခြင်းနဲ့သွားလို့မရဘူး တက်တဲ့ရမင်းတို့ယာယီဆက်ပြီးတော့ထမ်းကြဆိုပြီးကျွန်တော်တို့ကထမ်းနေရတဲ့ကာလမျိုးတွေဖြစ်ပါတယ်။မြင်ရတဲ့မမြင်ရတဲ့နဲ့ပတ်သက်တဲ့ကိစ္စမှာကျွန်တော်တို့တရားမတိုင်းမြင်ရတဲ့ဒီပြဿနာတွေပုံမဲ့ဆိုတာသိတော့ကျွန်တော်တို့ကြိုတင်ပြီးလှုပ်တင်လှုပ်တတ်တဲ့ကိစ္စတွေလုပ်ပေးမယ်လို့အထိုက်လေရောအားဖြင့်တော့နည်းနည်းတက်တာတယ်။ဒါမှတအားကြီးတော့မဟုတ်ဘူးကျွန်တော်လည်းတအားမလုံးနိုင်။အဲ့လောက်လေကျွန်တော်တို့မစွမ်းပါဘူး။နော်။အဲကြောင့်ကျွန်တော်လုံနိုင်တဲ့ရေတွေရာလေးတွေနဲ့ပတ်သက်တဲ့ကိစ္စတွေကိုတင်ပြနေတာ။ခင်ဗျာရိုးရဖို့အောင်ကျောဖုံကြီးလပိတ်ကြီးတစ်ခွက်ကိုဖြောလပိတ်ကြီးဒုတ်ကလေးပြဖြော ပြောပြီးမှခမရစူတော့စူတော့မေရတစုံတယောက်တော့သူကိုခမရကုသိုလ်ပြုလို့ဆံပါဗျာခမရပိတ်ဆုနဲ့ရိုးအဖို့လို့ဒိုးရာကျော်မှဖြစ်ပါတယ်အဲ့ခမရလက်ဖက်ရည်လေးကိုရာဥတော်ကိုလှက်စူတော့မိမှတစုံတယောက်တော့သူကိုကုသိုလ်ပြုလို့မယ်ဆိုရင်တော့အလုတ်ကန်ကောင်းတယ်ဗျာနော်အဲ့ဒါအလုတ်ကန်ကောင်းရင်တော့ခမရရာဥတော်ကိုလှက်စူတော့ပြီးမှအလုတ်ကန်ကောင်းပါသေးစူတော့မိမှတစုံတယောက်တော့သူကိုကုသိုလ်လုပ်ကြာတာပြေအနောက်ရကိုလှက်လှက်ပြီးမှခမရအီး အဲ့ဒီလက်ဖိတ်လေးကိုခမရစူးတောင်းပြီးမှကုသိုလ်လုပ်မယ်ဆိုရင်တော့ထိပုတ်တယ်ဗျာခမရငွေကြီးတင်ပတ်တယ်လားအဆုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်ပြီးထိပုတ်တယ်လို့ပတ်သက်နေဝင်လိုက်မယ်နော်ဗုဒ္ဓတောင်ရက်ကိုလှည့်ပြီးမှလက်ဖိတ်လေးကိုခမရစူးတောင်းပြီးတော့သုံးတရားသူ့သူတိုက်မယ်ဆိုရင်တော့ငွေကြီးနဲ့ပတ်သက်တဲ့နေ့တင်သုံးရမယ်ငွေကြီးများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်အေးအဲ့ဒီလိုပဲအင်္ဂါတော့အရှိတောင်တော့လှည့်ပြီးလက်ဖိတ်လေးကိုစူးတောင်းပြီးတော့တိုက်မယ်ဆိုရင်အကျွေးကြီးတယ်ဗျာခမရမှာပေးစရာအကျွေးကြီးခမရရစရာရှိတဲ့ပတ်သက်နေမရရင် ခမရအင်္ကာတော့အရှိတောင်တော့လှဲ့ပြီးမှတပိတ်လေးပြောစူးတောင်းပြီးမှတိုင်ခမရအရာခမရကြွေးကြည်စီဗျာအလူတွေလှုပ်ခြင်းနဲ့အလူနဲ့ပတ်သက်တဲ့ရွှေတွေဝင်ခြင်းနဲ့အဲ့ဒါဗုဒ္ဓအဲခမရဟိုပါတင်းင်းလားအရှိအရာကိုလှဲ့လှဲ့ပြီးမှခမရလပိတ်လေးပြောထားတာလေးကိုခမရစူးတောင်းပြီးမှတယောက်သောသူကိုတိုက်အလူလှုပ်ခြင်းလားရွှေတွေဝင်ခြင်းလားပတ်သက်နေဝင်ခြင်းလားအလူနဲ့ပတ်သက်အနော်အလူမဝိမဲ့ရွှေလေးနဲ့ပတ်သက်တဲ့ပတ်သက်များအမြန်ဆုံးဝင်ရောက်လာမှာဖြစ်ပါတယ်ဗျာဒါကြောင့် 17ရက်9လ2025မှဒီ18ရက်9လ2025တပတ်စာကညမယောက်တင်ပြပေးသွားတာဖြစ်ပါတယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဆရာကြီးမြန်မာပြည်ပါဗျာ